ဆူမြို့မှာရှိတယ်။တရုတ်ရင်းနှီးမြို့နယ်မှုစီမံကိန်းတွေရဲ့အနာဂတ်ဟာအာရခတက်တော် AA ရဲ့လက်ထဲကိုရောက်နေပြီဖြစ်တယ်လို့ရခိုင်ရင်းနှီးစောက်ကြီးရဲ့အဖွဲ့ AWO ကဧပြီလ22ရက်နေ့ကထောက်ဝေတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကြောက်ဖြူမြို့ကိုအာရခတက်တော် AA ဟာ2021ခုနှစ်အစောပိုင်းမှာဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာကြဲရွာအောက်စုပေါင်း54ခုထဲက90ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ကြောက်ဖြူမြို့တစ်ခုလုံးကိုတိမ့်ပိုက်နိုင်ဖို့အတွက်လဲစစ်ရဲအင်အားအပြည့်ရှိနေပြီဖြစ်တယ်လို့လဲ Arrogant Iward အစီရင်ခံစာမှာဖော်ပြပါတယ်။ဒါပေမဲ့ Arrogant တက်တော်ဟာ2024ခုနှစ်အောက်တိုဘာလအထိစစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းတွေနဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း area တွေကိုဝင်ရောက်တိုက်ခိုက်တာမျိုးလောက်ဆောင်တာမရှိခဲ့ပေမဲ့လေဒီ2025ခုနှစ်ဖေဖော်ဝါရီလအထက်မှာတော့ဒညဝတိရေတပ်စခန်းအနီးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်လုံခြုံရေးကင်းလှည့်တဲ့အဖွဲ့ကိုအာရကတက်တော်ကစတင်တိုက်ခိုက်ရာကနေတိုက်ဝဲတွေစတင်ဖြစ်ပွားလာခဲ့ရတာဖြစ်တယ်လို့လဲဆိုထားပါဗျ။ အဲ့ဒီလိုတိုက်ပွဲတွေဖြစ်ပွားလာချိန်မှာစစ်ကောင်စီတပ်တွေကလည်းဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့်ဆွေတဘောဝဓာတ်ငွေပိုက်လိုင်းအနီးမှာရှိတဲ့ကြက်တိန်ကက်တပြေနဲ့အုတ်ကင်စတဲ့ကြက်ရွာ၃ရွာကအင်ချိန်၂၀၀ခန့်လောက်ဟာလဲစစ်ကောင်စီရဲ့လက်ချက်နဲ့မိလုံပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်၂၀၂၅ခုနှစ်ဖေဖော်ဝါရီလအလယ်လောက်မှာလဲစစ်ကောင်စီတပ်တွေရဲ့ဒရုန်းတုံးတိုက်ခိုက်မှုတွေကြောင့်ကြက်ရွာ၅ရွာလောက်ဟာထပ်မံမိလုံပျက်စီးခဲ့ရတဲ့အတွက် စစ်ပေးဆောင်ပြည်သူ3000ထိရှိလာခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်။ဒါပြင်ကြောက်ဖြူမြို့မှာရှိတဲ့တရုတ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေအာရခတက်တော်နဲ့ဆွေးနွေးတာပူပေါင်းတာတွေမလောက်ဆောင်ဘူးဆိုရင်အဲ့ဒီစီမံကိန်းတွေလဲပတ်နိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလို့အစည်းအဝေးခန်းစာထဲမှာထောက်ပြပြောဆိုထားတယ်လို့တရုတ်အစိုးရအနေနဲ့စစ်ကောင်စီကိုဗတ်လိုက်ပြီးတော့ပုံမိုလောက်ဆောင်တာပြည်သူတွေကိုတိုက်ခိုက်ဖို့အတွက်စစ်လက်နက်ပစ္စည်းတွေထောက်ပံ့တာနဲ့အဲ့ဒီစစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူနိုင်ဖို့အတွက် ဒေါ်လာတန်ပေါင်းများစွာထောက်ပံ့နေခြင်းရဲ့အတန်ပြန်အကျိုးတရမှုတွေအနေနဲ့ရေနံနဲ့တဘာဝတန်ငွေတင်ပို့မှုတွေကိုရပ်တန့်သွားစေနိုင်တယ်လို့ရခိုင်ပြည်ကယင်းနည်းမျိုးနွယ်မှုတွေကိုပါထိခိုက်သွားစေနိုင်တယ်ဆိုတာကိုလည်းတတိပြုတင်တယ်လို့အကြံပြုပြောပြထားပါတယ်။လက်ရှိအစီရင်ခံစာထုတ်ပြန်ထားတဲ့ရခိုင်ရေနံစောက်ချီရဲ့အဖွဲ့ Arogan Iward ဟာ2006ခုနှစ်ကတည်းကစတင်တည်ထောင်ပြီးရေနံနဲ့တဘာဝတန်ငွေလုပ်ငန်းတွေကိုစောက်ချီလေ့လာနေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ရခိုင်မှာအရခတ်တက်တော်နဲ့စစ်ကောင်စီတို့ရဲ့တကြောပြန်တိုက်ပွဲမှာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကတည်းကပဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့လက်ရှိအရခတ်တက်တော်ကပလဝဒေတာအပါအဝင်ရခိုင်ကမြို့နယ်14ခုကိုအပိတ်တိုင်ပတ်ရရှိထားပြီးဖြစ်တယ်လို့ကြံနေတဲ့စစ်တွေကြောက်ကြူနဲ့မန်အောင်မြို့တွေကိုလည်းအပိတ်တိုင်ပတ်နိုင်ဖို့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့အရခတ်တက်တော်ကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။